မက္ကဆီကစားနေတဲ့အမေရိကန်နိုင်ငံရဲ့ကြီးမားဆုံးအားကစားမှာရိုနယ်ဒိုရဲ့ဇူပုံစံအောင်ပွဲခံပုံကိုတခန်းတနာမြင်တွေ့နေရ။အားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဇောင်းအတင်ဆက်နေပါတယ်။မန်ချက်စတာယူနိုက်တက်ကနဝင်ခရစ်စတီယာနိုရိုနယ်ဒိုကယနေ့ခေတ်ဘောလုံးလောကရဲ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ပြီးတော့သူ့ကိုရှင်နိုင်တာဆိုလို့လက်ရှိအင်တာမိုင်အမီတိုက်စင်မူလီယိုနယ်မက်ဆီပဲရှိပါလိမ့်မယ်။ ဒါပေမဲ့ပရိသတ်တွေပေါ်လွမ်းမိုးနိုင်စွမ်းရှိတဲ့နေရာမှာတော့ရော်နယ်ဒိုကိုရှင်းနိုင်တဲ့သူတယောက်မှမရှိပါဘူး။ဒါ ው သူ့ရဲ့အမှတ်တင်ကိတာဖြစ်တဲ့ဇူးပုံစံအောင်မဲခံမှုကတက်တည်ပြနေပါပြီ။ရော်နယ်ဒိုရဲ့မဟာပြိုင်ဘက်မက်ဆီကအခုဆိုရင်တော့အမေရိကန်နိုင်ငံမှာဘောလုံးကစားနေတာနှစ်နှစ်ရှိပြီဖြစ်ပြီးတော့ပရိသတ်တွေတခုတည်ထားတင်တာကအမေရိကန်နိုင်ငံမှာနာမည်အကြီးဆုံးအားကစားကဘောလုံးမဟုတ်ပါဘူး။ NFL လို့ခေါ်တဲ့အားကစားဖြစ်ပါတယ်။ပြီးကြတဲ့နှစ်ရလောက်ကပဲ NFL ပြိုင်ပွဲတစ်ခုမှာရော်နယ်ဒိုပုံစံတိုင်းပဲအောင်မဲခံမှုတွေကိုတစ်သင်းလုံးတခန်းတနာပြုလုပ်ခဲ့တာတွေ့ရပါတယ်။အဆိုပါရုပ်သံဖိုင်ကို NFL ရဲ့တရားဝင်ဆိုရှယ်မီဒီယာအကောင့်ကနေပြန်လည်ဝင်မြထားပြီးတော့ ဇူးလို့တောင်မှရည်တင်ထားလိုက်ပါသည်ဇော်ဘာဗီဒီယိုကတရက်အတွင်းမှာကြီးစုသူ၄တန်းကြော်နေပြီးတော့ပရိသတ်တွေကလည်းဒေါ်နေရိုးရဲ့တခြားအကစားတွေအပေါ်ပါလွှမ်းမိုးနိုင်စွမ်းကိုချီးကျူးပြောဆိုနေကြပါသည်